ခွေးကလေးနဲ့ကြောင်ကလေးတငယ်ချင်းပုံပြင်တနေ့တွင် ခွေးကလေးပါလို့နှင့်ကြောင်ကလေးမီမီတို့သည်တတော်ရဲမှပျော်ပျော်ရွှင်ရွှင်လမ်းလျှောက်နေကြသည်ပါလို့သည်ကြီးမားသော ခွေးဖြူတကောင်ဖြစ်ပြီးမီမီကတော့သေးငယ်သောကြောင်မဲလေးတကောင်ဖြစ်သည်သူတို့သည် မတူညီသောတတော်ဝါများဖြစ်ကြတော့လဲတငယ်ချင်းရင်းများဖြစ်ကြသည်မီမီကလည်းဟုတ်တယ်ပါလို့ငါတို့သည်မတူညီတော့လဲငါတို့သည်တငယ်ချင်းရင်းများဖြစ်ကြသည် ဟုပြန်ပြောလိုက်သည် ထို့နောက်သူတို့သည်တစ်တောထဲမှပျော်ပျော်ရွှင်ရွှင်လမ်းလျှောက်သွားကြသည်သူတို့သည်မတူညီသောတတဝါများဖြစ်ကြတော့လဲတငယ်ချင်းရင်းများဖြစ်ကြသည်ကိုသိလိုက်ကြသည်တနေ့တွင်သူတို့သည်တစ်တောထဲမှပျော်ပျော်ရွှင်ရွှင်လမ်းလျှောက်နေကြစဉ်ရုတ်တရက်မိုးကြီးရွာလာသည်ဘာလို့နှင့်မိမိတို့သည်မိုးတံမှလွရာသို့ပြေးရင်းဂူငယ်လေးတစ်ခုကိုတွေ့လိုက်ကြသည်ဂူထဲမှသူတို့သည်မိုးရွာနေစဉ်ပျော်ပျော်ရွှင်ရွှင်စကားပြောနေကြသည် မိုးတိတ်သွားသောအခါသူတို့သည်ဂူထဲမှထွက်လာပြီးတစ်တော်ထဲမှပြန်လည်လမ်းလျှောက်ကြသည်ထိုချိန်တွင်ဘာလို့သည်မိမိကိုကြည့်ပြီးမိမိငါတို့သည် မတူညီသောတတော်များဖြစ်ကြတော့လဲငါတို့သည်တငယ်ချင်းရင်းများဖြစ်ကြသည်ဟုပြောလိုက်သည်ဤပုံပြင်လေးသည် ခွေးကလေးနှင့်ကြောင်ကလေးတို့၏တငယ်ချင်းရင်းဖြစ်မှုကို ဖော်ပြထားပြီးမတူညီသောတတော်များဖြစ်ကြတော့လဲတငယ်ချင်းရင်းများဖြစ်နိုင်ကြောင်းသင်ခန်းစာပေးထားသည်